မင်္ဂလာပါဒီနေ့ကျွန်တော်အခက်ခဲတွေရင်ဆိုင်ပျော်လွှားနိုင်ဖို့အတွက်ကာထာတပုတ်ကျွန်တော်ချစ်ခင်ရသော online ပေါ် TikTok ပေါ်ပြည်တွင်ပြိတ္တလက္ခဏာပြိတ္တတွေပြီးချင်တယ်မပြီးချင်မဒီကထာကိုမပြီးခင်မှာအမှားစကားအနေနဲ့ပြောချင်တာက ီသဘောတရားကကျွန်တော်တို့ cycle ကိုနည်းနည်းသွားတယ်။နောက်ပြီးတော့မှ cycle ရဲ့နေရာမှသဘောတရားကကိုတောင်းတတဲ့စန္ဒအတခုကိုအဲ့ဒီစန္ဒအတခုကိုချက်ချင်းလင်းင်းလဲကိုကမတောင်းရပါဘူး။အုံဖအစပြမရတဲ့အမျိုးလည်းမဟုတ်ဘူး။ဒါကိုကိုကလောက်တော့မဲ့ဆိုလို့ချင်းတေချာရွေးချယ်ဖို့လွတ်တယ် အခုကျွန်တော်လုတ်ခိုင်းမဲ့ကျွန်တော်ပေးမဲ့ကာထာကလဲပဲနော်ဒီကာထာတီးကိုကနေချေရချေကြာချေစွာလုံးနိုင်မလားဆိုတာစဉ်းစားရမှာဒါကိုအဲ့လိုမျိုးမစဉ်းစားဘဲနဲ့တစ်ခုလုံးတစ်ခုပြောင်းနောက်ပိုင်းကျတော့ဆိုင်မင်းတင်ခပြောသလိုမျိုးဟို ိုကတကူကိုဆွဆဲမဲမဲမလုပ်ပဲနဲ့တခြားကိုပြောင်းရင် ပြောင်းရင်းနဲ့အစွန်မချီလာတာမျိုးပေါ့နော်ကျိုးရတွေကခက်ခက်ခက်ခဲလောက်ရတာမဟုတ်ပေမဲ့ဆွဆဲမဲမဲယုံယုံကြည်ကြည်လုပ်ဖို့လိုအပ်တယ်လုံးပြီးဒါလည်းပဲအကျိုးပေးမြန်ဆန်မဲ့လို့လဲအရာမျော်လင်းလို့မရဘူးထက်ခတလဲလဲနေသာတို့က ဇဇဲမဲမဲအနေအသေးဝနာပစ္စယဖြစ်အောင် အဖန်တလဲလဲလုံးနိုင်မှတော့ကကြမှာနော်ဒါကအမစကားတစ်ချက်နောက်တစ်ချက်ကသူတို့ဂျွတ်ချတဲ့အရာကလည်းပဲပွားများရမယ့်အရာကလည်းပဲ ကိုတီအခက်ခဲကိုကြော်လွမ်းနိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့မလုံးတဲ့မြင်ရောင်ပြီးတော့မှ စဲစဲမဲမဲယူဖတ်ပွားများရမှာဖြစ်ပါတယ်ကျွန်တော်ပြီးတဲ့နီးကတော့ကာထာမန္တရာတွေမဟုတ်ဘူးကျွန်တော်ပြီးတဲ့နီးကအဲအဓိကကကျွန်တော်ကအော်ဘယ်လိုပြောမလဲဆိုတော့ကာထာမန္တရာနီးမဟုတ်ပဲねကျွန်တော်ပြည့်တဲ့နေ့ကဗုဒ္ဓနိလန်ဘဝနာတမထ license ကိုပေးมาဖြစ်ပါတယ် အဲဒါတစ်ချက်ခုနကကျွန်တော်ပြောတဲ့အမှားစကားတည်ပြီးပြီးဆုံးပြီလို့ယူဆရပါတယ်အဲ့လိုမျိုးပြီးပြီးဆုံးပြီလို့ယူဆရတဲ့အတွက်ကြောင့်အခုကျွန်တော်ကထာပိုင်းကိုသွားမယ်ကထာပိုင်းကိုသွားမယ်ဆိုတော့အခါမှာကျွန်တော်တို့ကြည့်အောင် ကာရာကကြတော့ဖௌလန္တလောကဓာမေအစိတ်တယတနကမ္ပတိအတောကဝိရသံခေမံဣတံမင်္ဂလမုံတမံမင်္ဂလတုတ်ထဲမှာပါသောစာပိုက်ပေါ့နော်ယန္တာတို့ရဲ့မင်္ဂလတပါးကိုပြသထားသောကထာပဲအဲ့ဒီကာထာကယန္တာတို့တွေအရိယပုဂ္ဂိုလ်တို့တွေဆိုတာအခက်ခဲလောကဓာတ်တွေကြုံတွေ့လာတိုင်းကြုံတွေ့လာတိုင်း အကောင်းပဲကြုံတွေ့ကြုံတွေ့အဆိုးပဲကြုံတွေ့ကြုံတွေ့ဒီအရာတွေကိုမတုံမလုပ်ဘူးစောကလည်းမဖြစ်ဘူးသိုးရင်ဒါလည်းမဖြစ်ဘူးမြို့တမြုံမြတော့မဖြစ်ဘူးအေးချမ်းသိငင်နေတဲ့အတွင်တန်တန်ဟာဘယ်တော့မှ မပြောင်းလဲဘူးအဲဒါအတိတ်ပဲပဲအဲ့ဒီအတိတ်ပဲကိုအဲ့ဒီဟန်သာတွေရဲ့စိတ်တခိုးစောအားတွေ အဲ့ဒီရဲ့အတိတ်ပဲကိုကျွန်တော်တို့ကရဟန္တာရဲ့ need to copyright လောက်တဲ့သဘောပဲကိုကဒါကိုအချင်းချင်းပွားများတဲ့အခါမှာအဲ့ဒီနီလန်းအတိုင်းကိုက light ပါပြီးတော့မှဆရာရဟန္တာတို့ရဲ့အချင်းဝါနဲ့ကိုရဲ့လှုပ်ဆောင်တဲ့ light copyright လောက်တဲ့ဆွမ်းအားယူတဲ့ဆွမ်းအားနဲ့ပေါင်းပြီးတော့မှကျွန်တော်တို့ကစူပေါင်းထားတဲ့ အကျွတ်တစ်ခုဖြစ်တယ်ပေါ့နော်ပွားများမှုတစ်ခုဖြစ်တယ်အဲ့ဒီပွားများမှုကကိုကလှုပ်တဲ့အခါမှာနော်အမ်လုံးပုံလုံးနည်းဆရာပြပါမယ်အမ်မနေ့ရထားပြီးဆိုလို့ချင်းတန်းပြီးတော့မှနိုးပြီဆိုရင်တန်းပြီးတော့မနိုးနဲ့ဟိုတန်းပြီးတော့မထနဲ့ဟိုနိုးပြီဆိုရင်တန်းမထနဲ့ဒါပဲနဲ့စိတ်ကိုမျက်နှာလည်းမတင်နဲ့အိုးအဲ့ရပေါ်မှာမလုံးကို စင်ငယ်လေးပြန် make လိုက်မလုံးကိုမိကမြပေါ့စင်ငယ်ဆိုတာ make လိုက်အောင် make ပြီးတဲ့အခါမှာကိုကစိတ်ထဲမှာတိုးတိုးဖြစ်တိုးတိုးဖြစ်စေစိတ်ထဲမှာဖြစ်စေဘောလတလောကတမေစေတယတနာကမ္မတေတောကံရဇံခေမံဧတမင်္ဂလမဟုတ်တမန်လို့ယူပြီးတဲ့အခါမှာခုနကျတော့ပြောတဲ့အဓိပ္ပာယ်အတိုင်းအဲ့ဒီခထာရဲ့အဓိပ္ပာယ်အတိုင်းယဟန္တာတို့တွေရဲ့အရိယာပုဂ္ဂိုလ်တွေရဲ့စေရဲ့မတုံလုံးပုံတွေ ောကားတွေမရှိပုံတွေဒီခက်ခဲတဲ့ကြုံပုံတွေမလုံးလမမြင်ရအောင်ပြီးတော့မှအကိုကလည်းပဲဒီလိုမျိုးခက်ခဲတွေကြော်လွားနိုင်မယ်ဆိုတဲ့ယုံကြည်စိတ်အဲ့ဒီယုံကြည်စိတ်နဲ့မိမိတို့ကမြင်ရအောင်ပြီးတော့မှကြွပွားရပါတယ်ငားခောက်လေးပါပဲဒါပေမဲ့နှိချေလောက်ရမယ်အဲ့တော့ဒါကိုမလုပ်ရင်လည်းကိုကတေချာရွေးချယ်ရမယ်ပေါ့ကျွန်တော်ချစ်ကပြောသလိုမျိုးအဲဒါလေးလှုပ်လိုက်ဟိုလေးလှုပ်လိုက်ပေါ့နော် ဒါကမနေ့ရရေးနိုးပြီဆိုတာနဲ့အင်းစိတ်လေးငင်းအောင်တနင်္ဂနွေထားပြီးတော့ဒီဟာလေးကိုငါးခေါက်လေးယူလို့ယုံလေးပေါ့နော်ဒါလေးကိုကျွန်တော်ကမျှဝေလိုက်ခြင်းဖြစ်ပါတယ်မြန်တာသမီးတွေအားလုံးခက်ခဲတွေကြော်လွားနိုင်ပြီးတော့မှကြော်လွားနိုင်တဲ့စွန့်ကြီးတတိတရှိပြီးတော့မှအောင်မြင်ကြပါစေလို့ကျွန်တော်လက္ခဏာဆရာဝန်ကြော်အထူးပြုမှာမေတ္တာပို့တာလိုက်ပါတယ်ဗျာ